တော်တက္ကသိုလ်ဖြစ်တဲ့နာလန္တာတက္ကသိုလ်ဟာလွန်ခဲ့တဲ့နှစ်ပေါင်း1500ကျော်ကအာရှတိုင်းမှအကြီးမားဆုံးဂုံယူပွဲရာတက္ကသိုလ်ကြီးဖြစ်ခဲ့ပြီးအိန္ဒိယရဲ့နေလိုလတ်လိုထွန်းတောက်ခဲ့တဲ့အချိန်နှုန်းကအမှတ်တိုင်ကြီးတစ်ခုလည်းဖြစ်ခဲ့ပါတယ်။နာလန္တာတက္ကသိုလ်ကြီးမှာကိုရီးယား၊ဂျပန်၊တိဘက်၊အင်ဒိုနီးရှား၊ပါရှား၊အီရန်၊တူရကီ၊မလေးရှား၊ထိုင်း၊အာဖဂန်နစ္စတန်စတဲ့နိုင်ငံများမှအကြောင်းသားပေါင်းတထောင်နဲ့ဆရာပေါင်း2000ခန့်ရှိခဲ့တယ်လို့အမှတ်တမ်းများအရသိရပါတယ်။သမိုင်းပညာရှင်များကနာလန္တာဟာကမ္ဘာပေါ်ကပထမ မဆုံးကျောင်းအိမ်ကျောင်းစားတက္ကသိုလ်တစ်ခုဖြစ်တယ်လို့ကောက်ချက်ချကြပါတယ်။နာလန္ဒာတက္ကသိုလ်ရဲ့အရှိမာတော့ကျမတို့ငယ်ငယ်ကအိမ်ယာဝင်ပုံမြင်များတွင် နားထောင်ရလေးရှိတဲ့မင်းသားတို့တက်အပ်တဲ့အထာရတပညာရည်များကိုတွားရောက်သင်ယူလေးရှိကြတဲ့တက္ကသီလာတက္ကသိုလ်ရှိခဲ့ပေမဲ့နာလန္ဒာလောက်စနစ်တကျတက္ကသိုလ်မဆန်ဘူးလို့သိရပါတယ်။ကဘာပေါ်ကရှေးကျဆုံးနဲ့ပထမဆုံးတက္ကသိုလ်၅ခုကိုဖော်ပြရရင်ယနေ့ခေတ်အထိထင်ရှားကျော်ကြားစေအင်္ဂလန်မှကမ္ဘာအစောဆုံးအောက်စဖို့တက္ကသိုလ်ဟာနံပါတ်5စီးရင်တာဝန်ခဲ့ပါတယ်။နံ ံပါတ်1ဖြစ်တဲ့ကမ္ဘာပထမဆုံးတက္ကသိုလ်တက္ကသီလဟာ BC 800ရာစုမှာခရစ်တော်မပေါ်မီ2800ခန့်မှပေါ်ပေါက်ခဲ့ပါတယ်။ပုံမြင်တဲ့ကမင်းသားများပညာသင်သွားရောက်ကြတဲ့တက္ကသိုလ်ဟာပါကစ္စ